အားလုံးပဲမင်္ဂလာပါတကြာနေကနေပြန်ပြီးကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှလည်း M4 ခန်းကြီးသင်ခန်းစာရေးတဲ့ကသင်ခန်းစာနှစ် Lesson 2ရဲ့ Key Yoshi Adjectives လေးနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုလေ့လာသွားမယ့်အပိုင်း1ပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးတွေ့ရမယ့်စကားလုံးလေးက Lindo ဆိုတဲ့အတိတ်ပဲလေးနဲ့တက်ရောက်တဲ့ခန်းကြီးလေးပေါ့နော်ဆိုတော့ဒီခန်းကြီးလေးကဘလို့ဖြစ်ပေါ်လာလဲဆိုရင်နေမင်းနဲ့လာမင်းနဲ့တူတူကပ်ပြီးတော့ရေးလိုက်တဲ့အခါမှာအရင်လင်းသွားတယ်ပေါ့နော်ဆိုတော့ ခဲချစ်လေးရင်းနဲ့ချစ်ကြည့်မယ်ဆိုရင်နေမင်းကအန်ဖိုက်တော့လည်းဆွဲဘူးတယ်နော်လာမင်းလေးလည်းဆွဲဘူးတယ်၁၂၃၄ဟိသုံးဟုတ်နှိချီနော်နောက်တစ်ခုကကြတော့ဘီနာမှာသခိလာကိုဆွဲမယ်၅၆9 shit အလုံးပေါင်း၈ချက်ပေါ့နော်ဆိုတော့နေမင်းနဲ့လာမင်းနဲ့ကိုကတ်ရရေးလိုက်လို့ရှိရင်သူကအကာရူရီဆိုတဲ့အတိတ်ပဲနဲ့ လင်းသောဆိုတဲ့အတိတ်ဘယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးဖြစ်ပါတယ်။သူရဲ့ခွန်ယောမီကအာကာရီခွန်ယောမီကအာကာရီအွန်ယောမီကမေပေါ့နော်။ဆိုတော့ကျဲမဲ့သကလုံးလေးလေးလုံးကအာကာရီအာကာရီဆိုရင်ဒီခွန်ယောမီလေးနဲ့ပြန်ထွက်သွားတယ်လင်းသောဆိုတဲ့အတိတ်ပဲပေါ့နော်။ဥမာအခန်းနေပါလေလင်းနေသို့မဟုတ်အယောင်နေပါလေကလင်းနေအယောင်ပေါ့နော်။အဲ့လိုဆိုရင်အာကာရီလို့တုံးတယ်။နောက်ခါကျတော့ဒီအတန်ထွက်လေးကချွင်းချက်အတန်ထွက်လေးပေါ့နော်။ခွန်ယောမီနဲ့လည်းမပေါအွန်ယောမီနဲ့လည်းမပါပဲနဲ့ အာရှိတာလို့ရိုက်ထိုက်တယ်လို့ရှိရင်မနက်ပြန်ဆိုတဲ့ဒီခန်းကြီးလေးထွက်လာတယ်နော်ဆိုတော့အာကာရီဆိုတဲ့ဒီအရှိယခန်းကြီးလေးနဲ့ပြီးတော့နှီချီဆိုတဲ့နောက်ကနေရဆိုတဲ့ခန်းကြီးလေးနဲ့တွဲလာရင်မနက်ပြန်ပေါ့နော်အာဆုလို့ရိုက်ထိုက်တယ်လို့ရှိရင်လည်းဒီအာရှိတာရဲ့ခန်းကြီးလေးပဲထွက်လာတယ်ပေါ့နော်အဓိပ္ပာယ်ကတော့အတူတူပါပဲမနက်ပြန်နောက်တစ်လုံးကကျတော့ဆေတုမေဆေတုမေရကျတော့ရှင်းလင်းချက်ပေါ့နော် explanation ပေါ့ဝနာမလဲလို့ရှင်းပြတဲ့ရှင်းပြချက်တွေကိုဆေတုမေဆေတုမေရှိတဲ့ကုဒါဆိုင် ရှင်းပြပေးပါအဲ့လိုမျိုးသုံးလို့ရတယ်နော်နောက်ကဟာတုမေဟာတုမေရကြတော့ invention တီထွင်မှုပေါ့နော်ဥမာလျှက်စက်ကိုတီထွင်ခဲ့တယ်လို့ပြောတော့အဲ့လိုမျိုးဆိုရင်ဟာတုမေနဲ့သုံးပါတယ်ဆိုတော့ဒီဒီအောက်ကဆေတုမေနဲ့ဟာတုမေရကြတော့ဒီအတန်ထွက်လေးနဲ့ထွက်သွားတယ်နော်ဒါဆိုရင်ကြမ်းမဲ့နေလုံးလေးဖြစ်ပါတယ်အာကာရူအရှတာဆေတုမေဟာတုမေဒါကလင်းသောဆိုတဲ့ခန်းကြီးပဲဖြစ်ပါတယ် EAG တဲ့နဲ့ပတ်သက်တဲ့ခန်းကြီးလေးပေါ့နော် နောက်တစ်ခုခုနကလင်းသောနဲ့ပြောင်းမှန်ဖြစ်တဲ့မှောင်သောမဲသောပေါ့နော်ဆိုတော့သူ့ရဲ့ခန်းကြီးလေးကဘယ်လိုဖြစ်လာတဲ့ဆိုတော့ခုနလိုပဲနေမင်းလေးကအရှိမရှိမဲဘေးနားမှာကြာသွားပါဇက်ထဲမှာအရာဝတ္ထုတစ်ခုခုဖြစ်နေတဲ့အတွက်အရာဝတ္ထုတစ်ခုခုရှိနေတဲ့အတွက်စကလုံးကိုသိချရှင်းရှင်းလင်းလင်းမကြားရအောင်ဆိုတဲ့အတိပဲလေးနဲ့တက်ရောက်သွားတယ်နော်ဒီပုံမှာကြာတော့ဒါကဓာတ်လေးလည်းရှိရယ်နော်ဆိုတော့အဓိကကသိသိချာချာမကြားရအောင်ဆိုတဲ့အတိပဲနဲ့ပြီးတော့ တဖြည်းဖြည်းနဲ့ကနေမှောင်မိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ခူရာဟီဟီကာရီအလင်းရောင်ကမှောင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တက်ရောက်ပြီးတော့ဒီခန်းကြီးလေးဖြစ်ပေါ်လာတာဖြစ်ပါတယ်ဆိုတော့သူ့ကိုခဲချစ်လေးချစ်ချစ်မယ်ဆိုလို့ရှိရင်ခုနလိုပဲနေချစ်လေးကိုရင်ရင်းမယ်နော်၁၂၃၄ပြီးအနောက်ကဒီဟာလေးကိုရေးမယ်အတန်ဆိုတဲ့ခန်းကြီးလေး9 6 9 8 7 6 ပြီးရင်9ဝရှိရှိလေးဆွဲမယ်9အောက်ဝနီချီလေးလုံးထပ်ထဲမယ်30 17 12 13ချီပေါ့နော်ဆိုတော့ဒါကမှောင်မိုက်တော့ဆိုတဲ့အထိပ္ပယ်နဲ့ခန်းချီလေးဖြစ်တယ်ခွန်ယောမီကခူရာဤအွန်ယောမီက n a n နဲ့ n နဲ့အတထွက်ပေါ့နော် n အဲဆိုရင်ကြဲမှာနှလုံးပဲရှိမယ်ခူရာကြီးကမှောင်တော့ခုနလိုမျိုးဆိုရင်အခန်းနေပါရင်မှောင်တာတို့ ဒါမှမဟုတ်ရှင်အယောင်တွေမှာလည်းလင်းတဲ့အယောင်တို့မှောင်တဲ့အယောင်တို့ရှိတယ်ဟုတ်အဲ့လိုမျိုးမှောင်တဲ့အယောင်တို့ဘာလို့အမျိုးသုံးလို့ရရနော် irritable ဖြစ်ပါတယ်နောက်ခုက angle angle မှာကျတော့ n နဲ့တန်ထွက်သွားတယ်ပေါ့နော် angle ဆိုတာကဒီလျှို့ဝက်သင်္ကေတလေးနဲ့ဟာပေါ့နော်ဥပမာဆိုလို့ရှိရင်နင်ဒီစာကိုဒီတိုင်းဖတ်လို့ရမှာမဟုတ်ဘူးဒါကနှုတ်ဝက်ကုန်နဲ့ရေးထားတာအဲ့လိုမျိုးဆိုရင် angle လို့သုံးပါရနော်ဒါဆိုရင်ကြံမှာက kurai နဲ့ angle ဒါဆိုနောက်တစ်ကလုံးဆက်သွားကြည့်မယ်ဆိုရင်ဝေးသောဆိုတဲ့ခန်းကြီးလေးနဲ့သူကဘယ်ရနေဖြစ်လာလဲဆိုရင်ဒီမှာလမ်းကိုရှောက်တယ်ပေါ့နော်လမ်းရှောက်တဲ့အခါမှာอืมလမ်းကအရန်ပဲရှည်ပြီးတော့တဖြည်းဖြည်းနဲ့ဝေးသွားတဲ့ပုံစံမျိုးလေးပေါ့ဒီမှာဆိုတောင်တန်းလေးလည်းပါသေးရဲ့နော်ဆိုတော့လမ်းကိုအရှည်ကြီးကိုအဝေးရှောက်ရတယ်ဆိုတဲ့အတိပဲလေးပေါ့နော်ဆိုတော့သူ့ကိုခဲချက်လေးနဲ့ချက်ကြည့်ရအောင်အပေါ်ကအပေါင်းလက္ခဏာလေးကိုအရင်ရေးမယ်နော်1 2 3 ၃ချစ်မြောက်အပေါင်းလက္ခဏာကရှိရှိလေးဆွဲမယ်၃။ပြီးအောက်မှာ၄တောင်လေးကို အလျားလိုက်ရှိရှိလေးဆွဲမယ်ပေါ့နော်။၄၅၆။၄ပြီးအလဲနောက်ကနေ9တည်းတည်းလေးဆွဲမယ်၈။9 30နော်7ကကြတော့နောက်ပြပုံစံလေး7 12ကကြတော့3ခန်းလိုမျိုးတစ်ချက်ထဲဆွဲမယ်နော်7ပြီးမှ73ကဒီလိုမျိုးလေးတောင်းမယ်နော်အမြန်ရေးမယ်ဆိုရင်တော့သူက ခဲတဲ့နဲ့အမြန်ချစ်လိုက်မယ်ဆိုတော့ဒီလိုဒီလိုပုံစံမျိုးလေးပေါ့နော်အဲလိုမျိုးလေးဆိုတော့ဒါဆိုရင်ဝေးသောဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူရဲ့ခွန်ယောမီကတိုးဤတိုးနဲ့အိုအတန်ရှည်ဆွဲပြီးတော့ဆိုမယ်နော်တိုးဤနောက်ခုတော့အွန်ယောမီက n သူကကြောင့် en နဲ့အတန်ထွက်တဲ့ n ပေါ့နော်ကြဲမဲ့စကားလုံးလေးကနှလုံးဖြစ်ပါတယ်တိုးဤကဝေးသောဤအကြီးတလေးပေါ့နော်တိုးဤဝေးသောနောက်တစ်ခုက n ဆိုခု ီမှာကျတော့ n နဲ့တက်ထွက်သွားတယ်เนาะ n ဆိုခု n ဆိုခုကကျတော့အလဲပတ်သွားတဲ့ခရီးတူပေါ့เนาะ n ဆိုခုကဲဒါဆိုလို့ရှိရင်နောက်ထပ်စကားလုံးလေးတစ်လုံးခုနကတော့တိုးကြီးနဲ့ပြောင်းပြန်ဖြစ်တဲ့ကြီးကားကြီးရဲ့ခန်းကြီးလေးနှီးတော့ဆိုတဲ့အတိတ်ပဲနဲ့တက်ရောက်တဲ့ခန်းကြီးလေးဖြစ်ပါတယ်အခန်းကြီးခုနလိုပဲเนาะလမ်းလေးပါတယ်ပြီးဒီမှာခြေတော်ကလေးကလမ်းလျှောက်နေတယ်အဲ့ဒါကိုဒီမှာပစိန်လေးနဲ့ လိုက်ခုတ်နေရပေါ့နော်ဆိုတော့နီးသောဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်သူ့ကိုခဲချစ်လေးချစ်ကြည့်ရအောင်ခုနလိုပဲဒီဘတ်ချမ်းလေးကိုအရင်ရေးမယ်နော်နောက်ပြည့်ရှည်ရှည်လေးကိုတစ်ချက်ရင်ဆိုမဲ့တစ်ချက်ပြီးရင်ဒါလေးကဆောင်းဆောင်းလေးကွကွေးလေးနှစ်ချက်ပြီးအလယ်နောက်လောက်ကနေပြီးတော့တက်တက်လေးသုံးချက်လေးချက်ပြီးတော့မှဒီဘက်ကဟောက်ချက်မဲ့ငါးချက်6ချင်း9ချင်းเนาะဒါကချီကာရဲ့ခန်းကြီးလေးခွန်ယောမီကချီကာရဲ့အွန်ယောမီက king เนาะ ချီကားကနီတော် EG delay ဖြစ်ပါတယ်။ King Jaw King Jaw ကအင်းနီနာချင်းဖြစ်သွားပြီနော်။ King ကကြတော့ခုနကနီတော့ဆိုတဲ့ခန်းကြီးလေးဒီကတို့ခုလိုရဲ့ခန်းကြီးလေးပေါ့နော်ဘေးနားဟာလေးကဒါဆိုရင်နေရနီနီလေးမှာရှိတယ်ဆိုတော့အင်းနီချင်းတွေကိုပြောတာပေါ့နော် King Jaw နောက်ကစိုက်ခင်စိုက်ခင်ကကြတော့မကြသေးခင်ကသုံးမဟုတ်လက်တလောကပေါ့နော်ဆိုတော့လက်တလောမကြသေးခင်လို့ပြောတဲ့နေရာမှာအဲဒီရပိုင်းလို့ပြောရင်ရက်နဲ့ပြောလဲရတယ်ဒါမှမဟုတ် ဒီရတ္တပတ်ပိုင်းဒါမှမဟုတ်ဒီနှစ်အပိုင်းခြားနာမှာ ကိုကဒီအချိန်ကာလတစ်ခုကိုမကြသေးဘူးလို့သတ်မှတ်လို့ရှိရင်နေ့ကိုပဲပြောပြောရတ္တပတ်ကိုပဲတုံးတုံးနှစ်ကာလကိုပဲတုံးတုံးတုံးလို့ရတယ်ဥမာမကြသေးခင်ကရာသီဥတုတွေပို့ပြီးတော့ပူလာတယ်ပေါ့နော်မကြသေးခင်ကကုန်စင်းတို့နေအရင်မြင့်လာတယ်စသဖြင့်ကိုသတ်မှတ်ခြင်းနဲ့မကြသေးခင်ဆိုတဲ့ဟာလေးကိုတုံးလို့ရတယ်နော်အဲမကြသေးခင်ကတော့ဒီလိုမျိုးကောလာဟာလာတွေထွက်နေတာကိုကြားရတယ်အဲအဲ့လိုမျိုးလေးပေါ့နော် လက်တလောသို့မဟုတ်မကြသေးခင်ကဆိုအထိပ္ပယ်လေးပေါ့နော်ဒါဆိုရင်ချီကိုက်ခင်းကျော်စိုက်ခင်းစိုက်ခင်းလေးရလဲခဏခဏသုံးတယ်နော်သတင်းစာတို့ဘာလို့ဖတ်တဲ့အချိန်ဒီမှာဒါဆိုရင်နောက်ထပ်ငါးလုံးမြောက်ကတန်မာတော့အားရှိတော့ဆိုတဲ့ခန်းကြီးလေးပေါ့ဆိုတော့ဘလို့ဖြစ်လာလဲဆိုတော့ဒီဘက်မှာက၄ပေါ့နော်၄တို့မြားတို့ရဲ့၄မြားတင်ပြီးဆွဲတဲ့၄ပေါ့နော် ဆိုသူဘေးနားမှာကကြတော့ insert အကောင့်အကြီးကြီးရှိတယ်ပေါ့ဒါဆိုရင်အားရှိတဲ့စပုံစံမျိုးလေးပေါ့နော်ဆိုသူ့ကိုခဲချစ်လေးချစ်မယ်ဆိုလို့ရှိရင်ဒီဘက်က၄000လေးကိုအရင်ဆွဲမယ်နော်ဒီနေရာလေးကတစ်ချစ်တည်းတစ်ခါလေးဆွဲမယ်တစ်ချစ်လို့မှတ်မယ်နော်တစ်ချစ်ပြီးရင်နှစ်ချစ်မြောက်โอเค၃ချစ်မြောက်ကကြတခါလေးတန်းဆွဲမယ်နော်၃ချစ်မြောက်ကတခါလေးဒီ၃ခုလုံးဆွဲတော့မှ၃ချစ်နော်ဒီအောက်ကလေးကနည်းနည်းလေးဆောင်းမယ်၃ချစ်ဒီဟာလေးက 3ချက်မြောက်လေးเนาะ3ချက်ပြီးလို့ရှိရင်4ချက်5ချက်ကပိတ်မယ်6ချက်ကဒီအောက်ကဒါဟိုဟာ insert ရဲ့အထိပ်ပဲလေးပေါ့เนาะ6ချက်9ချက်10ချက်ပြီးရင်9 10 17เนาะဒါဆိုရင်ဇယောဤတမ္မာတော်ဆိုတဲ့အခန်းကြီးလေးပဲဖြစ်ပါတယ်ဒီအောက်ကအပိုင်းလေးကဒါ insert ပေါ့เนาะပိုးမွှားလေးတွေကိုအဲ့လိုမျိုးလေးရေးတယ်ပေါ့เนาะ ။ဒါဆိုရင်သူ့ရဲ့ခွန်ယောမီကဇယောဤအွန်ယောမီကကျော်ဇယောဤကတမတော် EAG တလေနော်ဇယောဤတမတော်နောက်ခုကဘန်ကျော်ဆိုလို့ဒီမှာကျတော့ကျော်နဲ့သုံးလိုက်ပြီနော်ဘန်ကျော်ဆိုလို့လေးလာစီပူတီအခုဆိုရင်ညီဟောင်းကောဘန်ကျော်ဆိုလို့ဂျပန်စာကိုလေးလာသင်ကြားနေတယ်အဲ့လိုမျိုးပေါ့နော်နောက်ခုကကျော်ဖူကျော်ဖူကကျတော့လေပြင်းပေါ့နော် strong wind ဆိုတဲ့ဘယ်နဲ့ကျော်ဖူ ဒါဆိုရင်ချက်ရမယ့်သုံးခုကိုနားလည်ပြီးလို့ထင်ပါတယ်။ဇယောဤဘန်ကျောဆိုရူကျောဖူဒါဆိုသူနဲ့ဆန့်ကျင်ဘက်ကလေးက6လုံးမြောက်ပေါ့နော်။အားနေတော့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ခုနလိုပဲဒီမှာ၄လေးနှစ်ခုရှိတယ်။ပြီးဒီမှာကမြင်းမီလေးတွေပေါ့နော်။အဲ့ရနေဒီလိုပုံစံမျိုးလေးတွားပြီးတော့အားနေတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တက်ရောက်တယ်ပေါ့နော်။ဆိုတော့ခဲချစ်ချစ်ကြည့်ရအောင်ဇယောကြီးရဲ့အရှိဟာဒီဟာလေးနဲ့အတူတူပဲเนาะဆွဲပုံစံနဲ့အတူတူပဲတစ်ချက် နှစ်ချက်သုံးချက်ပေါ့နော်ပြီးရင်လေးချက်အောက်ကနေအပေါ်ပြန်ဆွဲတာလေးကနည်းနည်းလေးပိုရှိမယ်ငါးချက်နော်သူနဲ့အတူတူပဲဆက်ချင်မယ်6 9 6ကို30 30ပေါ့နော်ဒါကယောဝါဤဆိုတဲ့ခန်းကြီးလေးပြောဖြစ်ပါတယ်ခွန်ယောမီကယောဝါဤအွန်ယောမီက ဂျက်ခုယောဝအီကအာနေတော့ EAG တလီပေါ့နော်နောက်ကခေါ်ဂျက်ခုခုနကတော့ဇယောဤတမ္မာတော်ဆိုတဲ့စကလုံးလေးရဲ့ခေါ်နဲ့အခုယောဝဤဆိုတဲ့စကလုံးလေးရဲ့အတန်ထွက်ဂျက်ခုနဲ့ပေါင်းထားတယ်ခေါ်ဂျက်ခုခေါ်ဂျက်ခုကအာနေချက်နဲ့အာတာချက်အာကိစ္စရဲ့တခုခုရဲ့အာနေချက်နဲ့အာတာချက်ပေါ့နော်အဲ့ဒါလေးတွေကိုသုံးချင်လို့ရှင်ခေါ်ဂျက်ခုလို့သုံးပါရနော်ယောဝဤခေါ်ဂျက်ခု ဒါဆိုရင်နောက်ထပ်ခုနလုံးမြောက်လေးကကြတော့လေးလံနဲ့ဆိုတဲ့အထိပ္ပယ်နဲ့တက်ရောက်တဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဆိုတော့ဒီမှာလူတစ်ယောက်ကပစ္စည်းအလေးကြီးကိုတည်လာဆိုတဲ့ပုံစံမျိုးနဲ့တဖြည်းဖြည်းနဲ့ခန်းကြီးလေးကဒီလေးလံတော့ဆိုတဲ့ခန်းကြီးလေးဖြစ်လာတယ်ပေါ့နော်သူ့ကိုခဲချစ်လေးနဲ့ဆွဲမယ်ဆိုရင်ဒီနောက်ပြက်လေးကိုဒီလိုမျိုးလေးအရင်ဆွဲမယ်နော်ဒီဘက်ကနေဆွဲချမယ်၁ပြီးရှိရှိတူချောင်းဆွဲမယ်၂ပြီးအလေးကနေပြီးတော့နီချီလေးရေးမယ်၃၄၅ခုနှစ်ချက်မြောက်ကတက်တက်ရနေ အောက်ထိဆွဲချလာမယ်9ပြီးရင်8နောက်ဆုံးတစ်ချောင်းကအခြေရှိဆွဲမယ်9အိုမိုကြီးဆိုတဲ့ခန်းကြီးလေးပေါ့နော်ခွန်ယောမီကအိုမိုကြီးလေးတော့အွန်ယောမီကဂျူပေါ့နော်အရေးကြီးတော့ဆိုတဲ့အဓိပ္ပာယ်နဲ့လည်းတက်ရောက်ပါတယ်ဆိုတော့အိုမိုကြီးလေးတော့နောက်ခုကဂျူဒိုင်နာဂျူဒိုင်နာကအရေးကြီးတော့နော်အခုအိုမိုကြီးရဲ့ခန်းကြီးလေးကိုဂျူလို့တန်ထွက်ပြီးတော့ အိုကီရဲ့ခန်းကြီးလေးကဒိုင်းနဲ့တန်ထွက်ပြီးတော့ဂျူးဒိုင်းနာအရေးကြီးသောနာအကြီးတလေးဖြစ်ပါတယ်နော်နောက်ခုကဒိုင်းဂျူးဒိုင်းအရှိယဒိုင်းကခါရာဒါဆိုတဲ့ခန်းကြီးလေးခနာကိုဆွဲခန်းကြီးလေးပေါ့နော်နောက်ကဂျူးလေးကအခုအလေးလေးတယ်ဆိုတဲ့ဟာလေးပေါ့ဒါဆိုရင်ကိုအလေးချင်းဖြစ်သွားတယ်နော်ဒိုင်းဂျူးဆိုကြံမဲ့သုံးလုံးကအိုမိုယီဂျူးဒိုင်းနာဒိုင်းဂျူးဆိုအိုမိုယီနဲ့ဆန့်ကျင်ဘက်စကလုံးလေးကခါရူယီပေါ့နော် ပေါ်ပါတော့ဆိုတဲ့ခန်းကြီးလေးပဲဖြစ်ပါတယ်ဒီအရှိရဟာလေးကကားဆိုတဲ့ခူရုမဆိုတဲ့ဟာလေးကိုစာပြမယ်ပေါ့နော်ဒီရှိရခူရုမပြီးရင်ကားလေးကလမ်းချင်းချင်းလေးတွေကိုဝင်သွားတယ်ဆိုပုံစံမျိုးလေးပေါ့နော်ဒီမှာလည်းမြေကြီးလေးလည်းရှိတယ်ပေါ့နော်ပြီးတော့ဒီလိုလမ်းလေးပေါ့အဲ့ပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးပေါ့နော်ဆိုချစ်ချစ်မယ်ဆိုလို့ရှိရင်အရှိမခူရုမခန်းကြီးလေးကိုအရင်ရေးမယ်တစ်ချက်ဒီမှာကျတော့ဘေးနားမှာစကလုံးတွေရေးမှဖြစ်တဲ့အတွက်ခူရူမရဲ့ဟိုဟာ၄000တုံးလေးကိုအကြီးမရင်းနဲ့ပေါ့နော် 2ချက်3ချက်4ချက်5ချက်ပြီးရင်6ချက်အလဲတတရနေဆွဲချက်9ချက်နော်တတလေးဆွဲပြပါနော်9ချက်ပြီးလို့ရှိရင်10ပြီးဒါလေးကနည်းနည်းလေးဟာထားမယ်9ပြီးအောက်မှာမြေကြီးဆိုတဲ့ခန်းကြီးလေးရေးမယ်နော်30 17 12နော်ဒါဆိုရင်တို့တွေဒီခူရူမဆိုတဲ့ခန်းကြီးလေးရေးမြေကြီးဆိုတဲ့ခန်းကြီးလေးရေးပါမယ်နော်ဒါကခါရူအီပေါ်ပါတော့ ခွန်ယောမီကခါရူအီအွန်ယောမီကခေဆိုတော့ခါရူအီကပေါ်ပါတော့ EG delay ပေါ့နော်မပစ္စည်းတွေပေါ်လာလို့ဘာလို့ဆိုလဲသုံးလို့ရပါတယ်ခါရူအီနောက်ခုက K shock ခု K shock ခုမှာじゃ K နဲ့တတ်ထွက်သွားတယ်ဒီ shock ခုကじゃတော့ Thabe mass Thabe mono ရဲ့ shock ခုပေါ့နော်ဆိုတော့ K shock ခုဆိုလို့ရှိရင်အစာပြေမှုအမုတ်ပေါ့ပေါ့ပါလေးလို့ပြောချင်တာပေါ့နော်အစာပြေမှုဒါဆိုကြံပါကခါရူအီနဲ့ K shock ခု နောက်တစ်လုံးကကျတော့ဖူတိုဤဝါတော်ဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒီမှာလူနှစ်ယောက်ပေါ့နော်ဒါဆိုနှစ်ယောက်စာဆိုတဲ့ပုံစံမျိုးလေးပေါ့နှစ်ယောက်စာစားတယ်နှစ်ယောက်စာရှိတယ်ဆိုပုံစံမျိုးလေးပေါ့နော်ဒါအိုခိရဲ့ခန်းကြီးလေးနဲ့အတူတူပဲနော်အိုခိရဲ့ခန်းကြီးလေးကိုအောက်ကနေအမဲဆက်ကလေးတစ်စက်ထည့်ထားပါထည့်ပါပေါ့နော်ဆိုတော့အိုခိခန်းကြီးကတို့တွေသင်မှုတယ်တစ်ချက်နှစ်ချက်သုံးချက်အဲ့ဒါဟိုမှာဒီမှာအဆက်ကလေးတစ်စက်ထည့်ပြီးမယ်နော်ဖူတိုယီခွန်ယောမီကဖူတိုယီအွန်ယောမီက တိုင်းဆိုဖိုတိုရီက irritated ဝါတော့နောက်တိုင်းရပါပါသုံးလဲဆိုတော့တိုင်းရောဆိုနေမှာသုံးတယ်เนาะနေမင်းပေါ့เนาะနေမင်းကြီးပေါ့ဒါဆိုရင်နှလုံးပေါ့เนาะကြံမှာဖြစ်ပါတယ်ဆိုဖိုတိုရီ ਨੇ ပြောင်းပြန်ဖြစ်တဲ့နောက်ဆုံးလုံးလေးဖြစ်တဲ့သေးငယ်သောသေးနှုတ်သောဆိုတဲ့အဓိပ္ပာယ်လေး ਨੇ တက်ရောက်တဲ့စကားလုံးလေးပေါ့เนาะဆိုဒီဘက်မှာအချီမြင်ရှိပဲဒီဘက်မှာကလေးလေးအဲ့ဟာနေပြီးတော့သူကအချီမြင်ရနေပြီးတော့ ဒီကလေးလေးနေရာနေပြီးတော့ဒီအချက်ရှိကပုံစံမျိုးလေးဖြစ်သွားရင်နောက်ဆုံးလဲခွတ်ဆိုပုံစံမျိုးလေးလိုမျိုးလေးပြောင်းလဲပြီးတော့ရေးရင်းနဲ့ဒီခန်းကြီးလေးဖြစ်သွားရပေါ့နော်ဆိုတော့သူ့ကိုရေးမယ်ဆိုလို့ရှိရင်အရှိရအချီမြင်ကိုအမြဲတမ်းကိုစားပြုတဲ့စကလုံးလေးကဒီစကလုံးလေးပေါ့နော် less than တင်ငေးတားလို့ပုံစံမျိုးလေးတစ်ချက်တစ်ခါတည်းချက်မယ်နော်တစ်ချက်ပြီးနှစ်ချက်မြောက်ကကျတော့ less than လို့အောက်ကိုမသွားဘဲနဲ့တော့အပေါ်ပြန်နည်းနည်းလေးပြန်တက်မယ်နှစ်ချက်ပြီးရင်ပိတ်မယ်၃ချက်ပြီးရင်တက်တက်လေးဆွဲမယ်၄ချက်၅ချက်6ချက်ပြီးပြီးနောက်မှာ လဲခွက်လေးရေးမယ်နော်ခေါနှက်ချစ်ရှစ်ချစ်ကိုးချစ်တက်တက်လေးရေးမယ်နော်ကိုးချစ်30 17ဒါကကြတော့ခုံမကားရေးသိနှုတ်တော့သိငယ်တော့ဘောနော်ဆိုတော့သူရဲ့ခုံရောမီကဟိုဆိုးဤဟိုဆိုးဤလို့လည်းတုံလို့ရနော်ပိန်တော့ပါတော့မှာဟိုဆိုးဤလို့တုံးတယ်ခုံမကားကတေးသေးလေးတွေနှုတ်နှုတ်ကလေးတွေဆိုတုံးတယ်နောက်ကဆိုင်းလို့လည်းအသက်ထွက်ပါတယ်နော်အွန်ရောမီကဆိုင်းဒါဆိုရင်ဟိုဆိုးဤကကြတော့ လူမှာသုံးတာပိန်တော့ပါတော့ဗောနော်နောက်ခါကျတော့ခမကာယခမကာယကျတော့တိတိလေးနုံနုတ်ကလေးတွေဗောနော်စိုက်ခုစိုက်ခုကကျတော့လက်မှုပညာဆိုပုံစံမျိုးနေဗောနော်ဥမာ add and craft စာရွက်ကလေးတွေခောက်တာတို့ကြိမ်ချင်းလေးတွေနေဗောနော်အဲ့လိုမျိုးအသေးစိတ်လုပ်တဲ့လက်မှုပညာလေးတွေရဲ့အဲ့ဒီအလုပ်ကိုစိုက်ခုလို့ခေါ်ပါတယ်နော်ဒါဆိုရင်ဟိုဆိုယီခမကာယစိုက်ခုဗောနော်ဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာလေးတွေကဆယ်လုံးကဒီမှာပဲပြပါပြီအားလုံးပဲလေ့လာတာအဆင်ပြေမယ်လို့ထင်ပါတယ် နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြရအောင်နော်ဆိုတဲ့သဲဝမာတာဇကီနိုတို့ကတဲ့အိုင်မရှောဘိုင်ဘိုင်